လက်နဲ့ကင်အဖွဲ့အစည်းတွေရဲ့ကျမတွေရဲ့လို့ပဲပြောမယ်နော်အဖွဲ့အစည်းတွေရဲ့အတ္တကြီးမှုတွေကိုတော့နည်းနည်းလျှော့ကြရမယ်လို့ကျမထင်ပါတယ်နည်းနည်းတော့မဟုတ်ပါဘူးတော်တော်များများလျှော့ပြီးညှိနှိုင်းမှသာနေဒီငြိမ်းချမ်းရေးကိုပြန်တည်ဆောက်လို့ရမယ်အခုအချိန်တွေကတော့တော်တော်လေးခက်ခဲတဲ့အချိန်တွေဖြစ်နေပါအားလုံးပဲမင်္ဂလာပါ Smart Media ရဲ့ရွေးကောက်ပွဲဝင်သူတို့ရဲ့အတန်းအစီအစဉ်ကနေပြန်လဲကြိုဆိုလိုက်ပါတယ် ီစီစဉ်ကတော့မကြမတင်မှာကျင်းပတော့မယ်ထွေထွေရွက်ကောက်ပွဲကြီးမှာဝင်ရောက်ရှင်ပြန်ရမယ်ကိုစလဲလောင်းနေရဲ့အတန်တွေကိုဖော်ထုတ်ပေးဖို့အဓိကရည်ရွယ်ထားတာပဲဖြစ်ပါတယ်။ဒီစီစဉ်မှာပါဝင်ဖို့အတွက်ကတော့ကရင်ပြည်သူပါတီဥက္ကဋ္ဌဒေါ်နန့်ခင်အေးကိုဖိတ်ခေါ်ထားတာပဲဖြစ်ပါတယ်။ဆရာမမင်္ဂလာပါခင်ဗျ။မင်္ဂလာပါရှင်။မကြခင်မှာကျွန်တော်တို့ကထွေထွေရွက်ကောက်ပွဲကြီးလဲကျင်းပတော့မယ်ဆိုတော့ဆရာမဝင်ရောက်ရှင်ပြိုင်မဲ့လွတ်တော်နဲ့ မဲဆန္ဒနယ်လေးတစ်ချက်လောက်ပြောပြပေးပါခင်ဗျ။ AMR တိုင်းဒေတာကြီးလွှတ်တော်ပါကျမဝင်ရောက်ပန္တနော်မြို့နယ်ကနေပြီးတော့ဝင်ရောက်ရှင်ပြိုင်มาဖြစ်ပါတယ် FPTP ပေါ့နင်းနဲ့ကျမဝင်ရောက်ရှင်ပြိုင်มาဟုတ်ကဲ့ပါအခုလိုမျိုးဒီရေကောက်ပွင့်နဲ့ပတ်သက်လို့ဒါအမြင်မျိုးမျိုးပေါ့เนาะအခြေအနေမျိုးမျိုးရှိတဲ့ကြားကနေပြီးတော့ဒီနိုင်ငံရဲ့နိုင်ငံကြီးအပြောင်းလဲတစ်ခုအတွက်ဟိုစူးစမ်းမှန်းသာဝင်ရောက်ရှင်ပြိုင်ကြတဲ့အတွက်လည်းကျွန်တော်တို့ကျေးဇူးတင်ခုံယူကြောင်းပြောပြရစီအဲ့တော့ ဘလို့ပဲပြောပြောတော်တော်ကိုယ်စားလဲတယောက်အနေနဲ့ဝင်ရောက်ရှင်ပြိုင်တဲ့ခါမှာကိုကိုစားပြုတ်တဲ့မဲဆန္ဒနယ်ကပြည်သူလူထုအတွက်သတင်းစကားလေးတွေပေးတတ်ကြတာထုံးစံပါပဲခင်ဗျအဲ့တော့ဆီယာမရဲ့ဝင်ပြီးတော့အရွေးခံမဲ့မဲဆန္ဒနယ်ကပြည်သူလူထုအတွက်ဘာသတင်းစကားလေးတွေပေးခြင်းလဲသိပြရစီခင်ဗျအမ်ကျွန်မပေးခြင်းနဲ့အဓိကသတင်းစကားကတော့လူထုရဲ့လိုအပ်ချက်ပေါ့နော်သူတို့ရဲ့လူထုရဲ့လိုအပ်ချက်ကိုကျွန်မအခုသိလာတဲ့ခါမှာသူတို့ကသူတို့ဒေတာရဲ့ဖွံ့ဖြိုးရေး နော်နောက်တစ်ခါတို့ရဲ့လမ်းပန်းဆက်သွယ်ရေးဒါတွေကတို့ကအဓိကလိုအပ်နေတာပေါ့နော် ကျန်တဲ့ဒတိုင်းပြည်လုံးအတွက်တော့တို့ဒေတာအာအများစုကတိတ်ပြီးတော့အဲ့လောက်ထိတို့မစင်စားနိုင်ဘူးတို့ကတို့ရဲ့အခုဖြစ်ပေါ်နေတဲ့စီးပွားရေးအခြေအနေပေါ့နော်ဒေတာအဲ့ဒါတွေဖွံ့ဖြိုးခြင်းနဲ့ပြီးရင်လမ်းပန်းဆက်သွယ်ရေးတွေကောင်းခြင်းနဲ့ဒါကတော့တို့ကတော့အဓိကပဲပေါ့နော်အဲ့တော့အဲ့အတွက်ကိုလည်းကျွန်မလေ့လာထားပါတယ်ကျွန်မတို့ဒီလမ်းပန်းဆက်သွယ်ရေးကကြည့်လိုက် ကျမတို့ကျေးလက်ဝန်ကြီးဌာနနဲ့လည်းကျမတို့ဒါညှိနှိုင်းပြီးလုပ်အောင်မယ့်ကိစ္စလေးဆိုတာသိတော့သူတို့တော့ကျမအခုအာနေဆင်းလာတာလည်းရှိပါတယ်ရှိတော့သူတို့အဲ့ဒါလေးတော့နည်းနည်းပြောပြထားပါတယ်ကိုကူညီနိုင်မဲ့အပိုင်းလုပ်ပေးနိုင်မဲ့အပိုင်းပေါ့ကြံတဲ့ကျမတို့ရဲ့မူဝါဒတို့ဘာလို့ပြောတဲ့ခါတော့သူတို့ကတော့ဒီလောက်အကြီးကြီးမားမားတွေထိသူတို့မစဉ်းစားနိုင်ပါဘူးအဓိကတော့လဲဆောင်းဝနေရအဓိကဖြစ်နေတယ်ဆိုတော့လေဒါကိုပဲကျမတို့ကအားစိုက်ပြီးလုပ်ပေးရမှာဖြစ်ပါတယ် ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်အဲ့တော့ဒုတိယမေးခွန်းအနေနဲ့ကတော့ကျွန်တော်စဉ်းစားထားတာကဂျမကူဝင်ရောက်ရွေးကောက်ခံလိုက်တယ်လွတ်တော်တယ်လည်းရောက်သွားပြီခုနပြောသလိုပေါ့ဥပဒေတွေတင်ဖို့လေဖြစ်လာပြီဦးဆောင်ကော်မတီတွေမှာပဲပါဝင်ရတော့မယ်အဲ့လိုအခြေအနေမျိုးမှာဘယ်လိုဥပဒေတွေတင်သွင်းဖို့ဘာတွေပြုပြင်ဆောင်ရွက်ဖို့အဲ့ဒါမျိုးတွေရောစဉ်းစားထားတာလေးရှိပါလားခင်ဗျရှိပါတယ်ရှင်။ဘာကြောင့်လဲဆိုတော့ကျမတို့ကကရင်ပြည်သူပါတီเนาะနာမည်ကကရင်ပြည်သူပါတီသို့တော်လဲကရင်အပေါင်းပြည်သူတွေပါဝင်မဲ့ ပါတီလို့ကျမတို့ကတော့ဒါစဉ်းစားထားတာပါအဲ့ဒီတော့ကရင်တွေရဲ့လိုအပ်ချက်เนาะကျမတို့အတူတူနေထိုင်တဲ့ပြည်သူတွေရဲ့လိုအပ်ချက်အားလုံးကိုကျမတို့ကစဉ်းစားရမှာဖြစ်ပါတယ်အဲ့တော့ကျမတို့ကရင်လူမျိုးအနေနဲ့ကအခု AR တိုင်းမှာတော့ကရင်လူကြီးတော်တော်များများရှိပါတယ်နှစ်သန်းနီးပါးလောက်ရှိတော့ဒီကရင်တွေမှာအခုဖြစ်နေတဲ့အခြေအနေကိုကျမငယ်စဉ်တည်းကကျမလည်း AR တူပါဖြစ်နေတဲ့အခြေအနေကိုပြန်ကြည့်တဲ့အခါမှာစကားတွေပြောက်လာပါတယ်နောက်စာပေတွေပြောက်လာတယ် ဒီလိုအခြေအနေမျိုးဟာစာပေနဲ့စကားပြောင်းလို့ရှိရင်လူမျိုးဟာပြောင်းနိုင်ဆိုတဲ့အခြေအနေလေးကိုတွေ့ထားတော့ဒီစာပေရင်ကျင်းမှုလေကျွန်မအဓိကပြန်ထားပါတယ်ဒါကတော့ကရင်လူမျိုးအတွက်ပေါ့နော်ဒေသခံအတူနေတိုင်းရင်းသားတွေအတွက်လဲတချို့ဒေသခံတိုင်းရင်းသားတွေလဲစာပေရင်ကျင်းမှုအရေးကြီးတာပဲသူတို့အတွက်လဲလုပ်ပေးရမှာပါဒါကတော့လွှတ်တော်ရောက်လို့ရှိရင်ကျွန်မတို့အာ ARB တိုင်းလွှတ်တော်ပေါ့နော်ဒီလွှတ်တော်နဲ့ရောက်ဒီကိစ္စတွေကစာပေရင်ကျင်းမှုနော် နောက်တစ်ခါတို့ရဲ့ဒေတာဖွံ့ဖြိုးရေးဒါတွေကိုကျွန်မအဓိကလှုပ်ဖို့ရည်ရွယ်ထားပါတယ်ရှင့်ဟုတ်ကဲ့ကျေးဇူးပါနောက်မေးခွန်းတစ်ခုကတော့ဘူလော်လော့ဆန်မှာလဲကျွန်တော်မြန်မာနိုင်ငံအနေနဲ့ကလက်နက်ကင်ပြိပခါကောနိုင်ငံအတွင်းမှာဒီမငြင်းညမ်းမှုတွေရောတော်တော်လေးငြိမ်သက်သွားပြီလို့ပြောရမယ်ဆိုပေမဲ့ကျွန်တော်တို့ကနည်းနည်းလေးအချိန်လေးတော့ကြံသေးတာပေါ့နော်အဲ့တော့ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ကျွန်တော်တို့ရဲ့လုံဆောင်ရမယ်လုပ်ငန်းစဉ်တွေလည်းဆက်ရှိနေသေးတယ်လို့ကျွန်တော်တို့သုံးသပ်မိပါတယ်အဲ့တော့ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ကောဆီယာမရဲ့ဟိုလုံဆောင်သွားမယ့် အမြင်သဘောထားလေးလည်းသိကြပါတယ်ခင်ဗျာငင်းငင်းရင်းနဲ့ပတ်သက်လို့ကတော့ကျွန်မအတွေ့အကြုံနည်းနည်းရှိခဲ့တာပေါ့နော်ကျွန်မတို့ဟိုလွန်ခဲ့နှစ်ပေါင်း15နှစ်လောက်ထိုင်နေစာပြီးတွေ့တဲ့အခါမှာအရေးကြီးတာကငင်းငင်းရင်းမှာ trust building လို့ခေါ်တဲ့ယုံကြည်မှုပေါ့တူးနဲ့တူးယုံကြည်မှုကအရင်ရေးကြီးပါတယ်တိုင်းရင်းသားအဖွဲ့ချင်းချင်းယုံကြည်မှုတိုင်းရင်းသားတွေနဲ့အစိုးရနဲ့ယုံကြည်မှုဒါတွေကအရင်ရေးကြီးပါတယ်ဒါကိုတိဆောက်မှုကနံပါတ်1ပဲလို့ကျွန်မယုံကြည်ပါတယ်ဒါကြောင့် ဒီနိုင်ငံရေး NCA ဆွေးနွေးပွဲတွေမှာလည်းကျွန်မစကားပြောခွင့်ရတဲ့အချိန်တော့ကျွန်မဒါအများအားထည့်ပြောပါတယ်ဒီယုံကြည်မှုတည်ဆောက်ခိုင်မာမှတ်တာလင်းကျွန်မတို့ကရေရှည်တည်တန်းခိုင်မြဲတဲ့ငြိမ်းချမ်းရေးကိုရရှိမှဖြစ်ပါတယ်ဒါကိုတော့အဓိကထားစူးစမ်းရမယ်လို့ကျွန်မယုံကြည်ပါတယ်ကျွန်မပါဝင်ပတ်သက်ခဲ့တဲ့နေရာတိုင်းမှာလည်းကျွန်မအမြဲပြောပါတယ်ဒါကတော့ကျွန်မရဲ့အဓိက ဟိုရွေချက်ပေါ့နော်ရွေချက်ဆိုတာကျမတို့ကမငိမ့်ချမ်းတဲ့အချိန်မှာမွေးခဲ့တာပါ1952ပေါ့နော်ဒီမှာမွေးခဲ့တဲ့လူတွေဆိုတော့မငိမ့်ချမ်းခြင်းရဲ့ခံစားမှုတွေကိုကျမနားလည်ပါတယ်အဲကြောင့်မို့ဒါလေးတွေကိုဥပမာပေးပြီးတော့ကျမအမြဲတမ်းပြောပါတယ်နော်နှစ်ဖက်စလုံးပေါ့နော်နှစ်ဖက်ပြောခဲ့ပါဘူးပါတယ်ဒါဟိုကိုလဲကိုညီခဲ့ရတယ်ပြောလဲပြောခဲ့ဘူးပါတယ်သို့တော်လဲတခါတည်းရမှာတော့ယုံကြည်မှုတည်ဆောက်ရင်နဲ့ပြတ်သွားတာရှိကြပါဘူးနိဒါကြောင့်လဲအခုလို့ရှေ့ချနေရတာပါ ဟုတ်ကဲ့အဲ့တော့ဒီမေးခွန်းမေးရင်းနဲ့ကျွန်တော်လည်းဟိုပေါ့နောက်ထပ်အတွေးလေးတစ်ခုပေါ်လာတာကတော့ယုံကြည်မှုတိဆောက်ခြင်းအပိုင်းပေါ့ကျွန်တော်တို့လည်းဒါငင်းငင်းရင်းနဲ့ပတ်သက်လို့လုပ်ငန်းစီနယ်မှာဒါကခဏခဏပြောကြတယ်လို့ကြားလေးကြားလေးထားရှိပါတယ်အဲ့တော့ယုံကြည်မှုတိဆောက်ဖို့အတွက်ဆိုရင်အဓိကအကြဆုံးအခြေခံတွေဘာဖြစ်မယ်လို့ဆရာမထင်ပါလဲခင်ဗျာယုံကြည်မှုတိဆောက်ဖို့ဆိုတာကတော့တယောက်နဲ့တယောက်ဆက်ဆံရေးမှာလဲရိုးသားဖြောင့်မှန်ဖို့လိုပါတယ်ပြီးရင်ဂတိစကားတွေတီးဖို့လိုပါတယ် ဒါတွေကအင်မတန်အရေးကြီးပါတယ်ဂရိစကားမတီးဘူးဆိုတာမတီးဘူးလို့စိတ်ထမ်းမှာတို့ဖြစ်သွားတာနဲ့ယုံကြည်မှုတိဆောက်တဲ့ဟာဘလောက်ပဲတိဆောက်ထားခဲ့တိဆောက်ထားခဲ့ဒါပြတ်သွားရတာပဲအဲ့တော့အခုအဲ့ဒီဂရိစကားတွေကိုတည်နိုင်ဖို့အခြေအနေတွေကတော့အမျိုးမျိုးရှိတာပေါ့လေအကြောင်းမျိုးမျိုးတော့ရှိကြပါတယ်ဒါကတော့ကျမမြင်တာတော့နှစ်ဖက်စလုံးမှာတာဝန်ရှိပါတယ်နှစ်ဖက်ညှိနှိုင်းကြတယ်ဆိုတဲ့အခါမှာ ကိုယ့်ဘက်ကကိုလိုချင်တာကြီးပဲပြောလို့မရပါဘူးနှစ်ဖက်စလုံးကရှော့ကြပါတယ်နော်ကိုယ့်ဘက်ကလည်းကိုနည်းနည်းရှော့သူ့ဘက်ကလည်းသူနည်းနည်းရှော့ဒါမှသာလျင်ဒီဆက်ဆံမှုကခိုင်မာမယ်ပေါ့နော်ကျမငငယ်တည်းကကြားမှုပါတယ်ကျမတို့အိမ်တိုင်းတွေကိုဆက်တဲ့ခါမှာထိတ်တိုက်ဆက်တာနဲ့တချမ်းစီဖဲ့ပြီးတော့ဟပ်ပြီးဆက်တာဟာပိုပြီးခိုင်မြဲပါတယ်တဲ့ဒီလိုလှုပ်ဖို့လိုပါတယ်အဲ့တော့ကျမတို့ရှော့တဲ့ရှော့ထိုက်တဲ့အပိုင်းတွေရှော့ကြဖို့လိုပါတယ် နှစ်ဖက်စလုံးတင်းနေရင်တော့ဒီငြိမ်းချမ်းရေးဆိုတာမဖြစ်လာနိုင်ပါဘူးဟုတ်ကဲ့ဒီအတွက်လည်းကျေးဇူးတင်ပါတယ်အော်ဒါနဲ့ပတ်သက်ပြီးတော့ဆက်ဆက်မေးခွန်းတစ်ခုပေါ့လက်ရှိမှာဟိုဆ iam ကအေရီတိုင်းသူလို့ဆိုတော့ညာလဲပဲကရင်ပြည်နယ်မှာလည်းတည်တဲ့အတိုင်းပဲကရင်လူမျိုးတွေအများကြီးနေကြတာပေါ့နော်အော်ကျန်တဲ့ဆက်ဆက်တိုင်းသားတွေလည်းရှိပါတယ်ကရင်ပြည်နယ်မှာလည်းအရင်တုန်းကဒီ NCA ထိုးပြီးနောက်ငင်းညက်မှုတွေတော်တော်လေးကျွန်တော်တို့ကြုံခဲ့ရပြီမယ်အခုချိန်မှာတော့ဒီလက်နက်ကင်ပြိပခါလေးတော်တော်လေးမြင့်တက်လာတော့အဲ့ဒီအခြေအနေနဲ့ပတ်သက်လို့ကော ဆီယမရဲ့အမြင်သဘောထားလေးသိကြပါတယ်ခင်ဗျအဲ့ဒါကတော့ကျွန်မမြင်တာတော့ဗောနော်တိုင်းပြည်ရဲ့မတည်ငြိမ်မှုပေါ်မှာအခွင့်ရေးအခွင့်ကောင်းယူတာဗောနော်အခွင့်ကောင်းယူရင်းနဲ့မှအာနည်းနည်းအတ္တတွေပေါ့နော်ကိုယ့်ရဲ့အကျိုးစီးပွားကိုယ့်အဖွဲ့အစည်းရဲ့အကျိုးစီးပွားတွေအတွက်စဉ်းစားကြရင်လည်းဒီလိုတွေဖြစ်လာတယ်လို့ကျွန်မယုံကြည်ပါတယ်အဲ့တော့ဈာမခံတဲ့လူသူကတော့တော်တော်ဒုက္ခရောက်ပါတယ်အဲ့တော့ဒီ လက်နဲ့ကင်အဖွဲ့အစည်းတွေရဲ့ကျမတွေရဲ့လို့ပဲပြောမယ်နော်အဖွဲ့အစည်းတွေရဲ့အတ္တကြီးမှုတွေကိုတော့နည်းနည်းလျှော့ကြရမယ်လို့ကျမထင်ပါတယ်နည်းနည်းတော့မဟုတ်ပါဘူးတော်တော်များများလျှော့ပြီးညှိနှိုင်းမှသာနေဒီငြိမ်းချမ်းရေးကိုပြန်တည်ဆောက်လို့ရမယ်အခုအချိန်တွေကတော့တော်တော်လေးခက်ခဲတဲ့အချိန်တွေဖြစ်နေပါဟုတ်ကဲ့ကျေးဇူးပါအဲ့တော့ဘယ်လိုပဲပြောပြောဒါကတော့ငြိမ်းချမ်းရေးတစ်ပိုင်းပေါ့လေ လက်ရှိမှာလည်းကျွန်တော်တို့ကမငြိမ်းချမ်းမှုကြောင့်နောက်ဆက်တွဲအကျိုးအဖြစ်နဲ့ကျွန်တော်တို့ကစီးပွားရေးကြက်တဲမှုလူမျိုးပိုင်းဆိုင်ရာဒုက္ခရောက်မှုတွေလည်းနေရာဒေသတော်တော်များများကြုံတွေ့နေရတာပေါ့လေအဲ့တော့အကယ်၍များပေါ့ဆ iam မလွတ်တော်တွေရောက်သွားပြီကိုလုံနိုင်တဲ့အချိန်မှာလုံရမယ်ဆိုရင်စီးပွားရေးနဲ့ပတ်သက်လို့ကဘယ်လိုတွေလုံတင်နေဖြစ်တင်နေဆိုတဲ့အမြင်လေးသိချင်ပါတယ်ခင်ဗျာအဲစီးပွားရေးအကြောင်းနဲ့ပြောရင်တော့ကျမတော့ဆ iam မဘုံကလာတာဆိုတော့စီးပွားရေးအကြောင်းတော့တိတ်တော့နားမလဲသို့တော်လည်းအခုအစည်းအဝေးတွေတည်ရင်နဲ့မှာ စီပွားရေးကိုမူဝါဒတွေချမှတ်တဲ့အချိန်မှာအခြေအနေဟာလို့တော်တော်လိုအပ်နိုင်မယ်လို့ကျွန်မထင်ပါတယ်။ခြားတဲ့မူဝါဒတွေကလည်းတည်ငြိမ်ဖို့လိုအပ်ပါတယ်။မူဝါဒတွေကအမျိုးမျိုးပြောင်းနေလို့ရှိရင်လောကကံရခက်ခဲပါတယ်။အဲ့တော့ဒီဟာလေးတွေလိုအပ်မယ်လို့ကျွန်မထင်တယ်။ဒါကတော့ကျွန်မကမကြွန့်ကျင်ပေမဲ့ကျွန်မတွေးတဲ့အတွေ့အကြုံကဒါလေးရှိတော့ဒီမူဝါဒတွေကိုသေသေချာချာချမှတ်နိုင်တဲ့လူတွေရဲ့အကြံပေးတဲ့ စကောင်းနားထောင်မှုလိုပါလိမ့်မယ်တကယ်ကျွမ်းကျင်တဲ့လူတွေပေါ့နော်အဲ့တော့မူဝါဒကိုအမျိုးမျိုးပြောင်းလိုက်ရင်လည်းပြဿနာတော်တော်ရှိပါတယ်လိုက်လို့ရတဲ့လူတွေကအခက်အခဲရှိတာမျိုးပေါ့နော်အဲ့တော့ဒါကတော့စီးပွားရေးနဲ့ပတ်သက်တာပေါ့နော်ဟိုဒါနဲ့ຫນွယ်ပြီးတော့ကျမတို့ဟိုပါတီတွေတောင်းမှဥပဒေတွေနေဥပဒေတွေပြောင်းလိုက်ရင်လိုက်လို့ရတာတော်တော်ခက်ခဲပါတယ်တော်တော်လေးကိုကျမတို့ဒုက္ခရောက်တာရှိတယ်ဆိုတော့အဲ့တော့ ီစီးပွားရေးပဲဖြစ်ဖြစ်ပညာရေးပဲဖြစ်ဒီမူဝါဒတွေမှာကျမတို့သေသေးချာချာခိုင်ခိုင်မာမာလေးအာဖြစ်မှတာလျင်တိုင်းပြည်ရဲ့ဖွံ့ဖြိုးတိုးတက်မှုဟာရနိုင်မယ်လို့ကျွန်မကတော့ယုံကြည်ပါတယ်ရှင်။ဟုတ်ကဲ့အဲ့တော့ဒါလေးကိုအနည်းချုပ်ကြည့်မယ်ဆိုရင်တော့ဘယ်လိုပဲပြောပြောမူဝါဒတစ်ခုတည်းခိုင်ခိုင်မာမာဖြစ်တယ်လို့မြေပြင်မှာဖြစ်နေတဲ့အခြေအနေလေးနဲ့လည်းကိုက်ညီဖို့လိုအပ်တယ်လို့တော့ယူဆလို့ရတာပေါ့နော်ဆရာ။နောက်ထပ်ကျွန်တော်ထပ်မေးချင်တာကတော့အခုဘယ်လိုပဲပြောပြောပေါ့လေဒီ ီမိုကရေစီလမ်းကြောင်းပေါ်ကနေကျွန်တော်တို့ကသွေးဖယ်သလိုဖြစ်သွားပြီးမှအခုမှပြန်တည်ရတဲ့လမ်းကြောင်းဆိုတော့လွတ်တော်တဲ့ဟိုတကယ်အရေးချင်းပြည့်မိတဲ့နိုင်ငံရေးသမားတွေဝင်ရောက်သွားဖို့တာဝန်ယူနိုင်ဖို့လိုအပ်တယ်လို့လည်းကျွန်တော်တို့ဘက်ကဒါမြင်မိတာမျိုးရှိပါတယ်အဲ့တော့ဒီအရေးချင်းပြည့်ဝတဲ့နိုင်ငံရေးသမားတယောက်အနေနဲ့ဘာတွေရှိတဲ့နယ်ဘာတွေဖြစ်တဲ့နယ်ဆိုတဲ့အမြင်ကိုလည်းဆရာမသဘောထားလေးသိကြပါတယ်ခင်ဗျာ ရင်ချင်းရှိတဲ့နိုင်ငံရေးသမားဆိုတာအဲကျမတို့ကျမကိုယ်တိုင်လည်းကိုယ့်ကိုယ်ကိုအရေးချင်းပြည့်တယ်လို့ကျမမယူဆသေးပါဘူး။ဒါဆိုတော့ကျမကဖွံ့ဖြိုးရေးဘက်ကိုအားတန်ခဲ့တာပါ။ဒါပေမဲ့လိုအပ်ချက်တစ်ခုကြောင့်ကျမလည်းဝင်လာတာဖြစ်တဲ့အတွက်ကျမအမြင်ရပြောရင်တော့တကယ်ကိုနိုင်ငံရေးကိုလိတ်လာတယ်တကယ်တမ်းလည်းတက်ကြွတဲ့လူတွေပါဖို့ကတော့တကယ်လိုအပ်ပါတယ်။ဒါမှသာလင်းခုနလိုပေါ့မူဝါဒတွေချမှတ်တဲ့အခါမှာခိုင်မာတဲ့မူဝါဒမျိုးဖြစ်ဖို့ အောက်ခြေမှာဖြစ်နေတဲ့အခြေအနေကိုတကယ်သိပြီးခိုင်မာတဲ့မူဝါဒမျိုးတွေကိုချမှတ်နိုင်တဲ့နိုင်ငံရေးသမားတွေပါလာဖို့လုပ်ပါတယ်။ကျွန်မဒီကြောင့်မလို့ကျွန်မအခုဆိုကျွန်မဆိုတာ၃ချိန်မြောက်ဝင်တာပေါ့နော်။ကျွန်မတို့ကုညီပေးနိုင်သလောက်ဝိုင်းကုညီပေးမယ်။လုံနိုင်ကြိုင်နိုင်တဲ့လူတွေတကယ်ပဲဒီလွှတ်တော်တွေတဲကိုရောက်စေချင်ပါတယ်။ဒါမှသာကျွန်မတို့အခုလိုချင်တဲ့တိုင်းပြည်ဖွံ့ဖြိုးရေးနော်ပြီးရင်ခုနဒီမိုကရေစီလမ်းကြောင်းပေါ့ပေါ့နော်ပြန်တင်နိုင်မှာဖြစ်ပါတယ်။ပြီးတော့ကျွန်မမြင်တာနောက်တစ်ခုက အတ္တတွေကင်းမှုတော်တော်လိုပါလိမ့်မယ်အတ္တကြီးနေလို့ရှင်လည်းမရပါဘူးကျမတို့အခုချိန်ကနိုင်ငံကိုပြန်လဲတည်ဆောက်မယ်အချိန်ဖြစ်ပါတယ်တည်ဆောက်မယ်ဆိုတဲ့အခါမှာ ကိုယ်ဟာသူ့ဟာဆိုတဲ့အတ္တတွေကြီးနေသေးရင်လည်းမရနိုင်ဘူးလို့ကျမမြင်ပါတယ်ဒါကြောင့်ဒါကျမတည်ရတဲ့တော့ကျမတို့ပါတီအဲဒီတဲမှာလည်းတော်တော်များများဒီလိုယူဆလေးတွေရှိကြပါတယ်အဲ့ဒါလေးတွေနဲ့တော့တိုင်းပြည်ကိုပြန်ကောင်းအောင်လုပ်ချင်ကြတာပေါ့နော်အဲ့ဒါလေးနဲ့တော့မျောလင့်ရတာပါပဲအခုကျမတို့ ရွေးကောက်ပွဲဝင်နေဆိုလဲဒီလိုစိတ်နဲ့ဝင်ကြတာပါနော်အလုံးတော်တော်ညံ့များဟာတိုင်းပြည်ပြန်ကောင်းအောင်လုပ်မယ်တတိရှိရှိနဲ့ရင်ဆိုင်ကြတယ်ကိုယ်တိုင်းပြည်ကိုဒီမိုကရေစီလမ်းကြောင်းပေါ်ရအောင်ပြန်ဆွဲတင်မယ်ဆိုတဲ့စိတ်နဲ့လုပ်နေကြတာဖြစ်ပါတယ်လို့ကျွန်မပြောချင်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်အဲ့တော့ဒါနောက်ဆုံးမိကောင်ပေါ့ကျွန်တော်တို့ဒီဆွေးနွေးမှုလည်းတော်တော်လေးပြည့်ပြည့်စုံတော့ဖြစ်သွားပါပြီအဲ့တော့တကယ်လို့ဆ iam တော်တော်လေးလည်းရောက်သွားပြီလိုတဲ့တာဝန်တွေလည်းထမ်းဆောင်ရပြီဆိုတော့ ကျွန်တော်တို့အနာဂတ်မြန်မာနိုင်ငံတော်အတွက်ပေါ့လေဆရာမဘာတွေမျှော်မှန်းထားလဲဘာတွေဖြစ်လာရင်တော့ပို့ပြီးတော့ကောင်းသွားမယ်လို့စဉ်းစားထားပါလဲအဲ့ဒါလေးသိချင်ပါတယ်ခင်ဗျာအာကျွန်မကတော့နိုင်ငံတစ်ခုရဲ့အရေးသွေးဟာပညာရေးပေါ်မှာကျွန်မဆရာမလည်းဖြစ်တော့ပညာရေးကောင်းမှုလိုအပ်ပါတယ်အဓိကပညာရေးကိုပညာရေးကောင်းမှုဆိုတာအာကျွန်မတို့ တိုင်းသူပြည်သားတွေရဲ့လိုအပ်ချက်နဲ့ကန့်ရည်တဲ့ပညာရေးမျိုးဖြစ်ဖို့လိုပါတယ်ကျမတို့အမြင့်မှန်းလို့တော့မရသေးပါဘူးတိုင်းပြည်ကိုပြန်လဲထူထောင်တဲ့အချိန်မှာဒီသို့တော်လဲဒီကောင်းမွန်တဲ့ပညာရေးကိုရပြီးတော့ပြည်သူလူထုဟာဒီပညာရေးတွေသူ့အဆင့်အလိုက်မှာကောင်းကောင်းမွန်မွန်သင်နိုင်မယ်ရှေ့ဆက်ပြီးတော့ ဩအကုန်ကြများမဲ့ဟာမတင်နိုင်ရင်တက်ကူဆိုတာမရောက်နိုင်ရင်လည်းရောက်တဲ့နေရာနေပြီးတော့တို့ရဲ့ vocational training လေးတွေပေါ့နော်ဒါလေးတွေကိုတက်နိုင်မယ်တကယ်လက်တက်ကျွမ်းသွားမယ်ဆိုလို့ရှိရင်တော့ကျမတို့ညှော်လင့်ထားတဲ့အခုကလူငယ်တွေတော်တော်များများမှာဒီလိုအရေးချင်းမျိုးတွေရှိဖို့လိုပါတယ်နော်သူ့အလွှာနဲ့လွှာဟောသူ့အဆင့်နဲ့သူ့အလဲပေါ့နော်အကုန်လုံးဘွင့်ရမယ်လို့ ပြောချင်တာမဟုတ်ပါဘူးအကုန်လုံးလည်းမရနိုင်ပါဘူးသို့တော်လည်းရရှိတဲ့သူ့အဆင့်လိုက်နော်တကယ်တက်ကြွနဲ့ပညာတွေရရှိဖို့တော့ကျမတို့စ조사ဖို့မျှော်လင့်ကျမလေး조사ရမယ်အဲ့ဒါလည်းဖြစ်လာနိုင်တယ်လို့ကျမမျှော်လင့်ပါတယ်ဒီပညာရေးနဲ့ကိုပြန်ပြီးတော့တိုင်းပြည်ကိုဟိုဘဟုတုတ္တရောနော်နားလည်းဟိုတက်ကြွအကျွမ်းကျင်တဲ့ အလေးအထားတွေရောဒါတွေကိုဒီပညာရေးနဲ့ကိုကျွန်မတို့ကတည်တည်ချာချာကိုပြန်လုပ်ပေးနိုင်ရမယ်လို့ကျွန်မယူဆပါတယ်။ကျွန်မတို့ရဲ့မျိုးဆက်သစ်ဖြစ်တဲ့လူငယ်တွေကိုအဓိကပြန်တည်ဆောင်အောင်မှာပါ။အဲကြောင့်မို့လူငယ်တွေအတွက်ကိုကျွန်မတို့အဓိကထားစဉ်းစားပေးရမယ်။ဒီလိုစဉ်းစားပေးမှသာလျှင်ကျွန်မတို့နိုင်ငံကချက်ချင်းကြီးတော့မဖြစ်နိုင်ပါဘူး။နော်။ဒါအချိန်တော့ယူရမယ်။အဲ့တော့ဒီအတွက်ကိုတော့ကျွန်မတအားမျှော်လင့်ပါတယ်။လူငယ်တွေရဲ့နော်တက်ကြွမှုကိုကျွန်မတို့ပတ်မှုပေးနိုင်တဲ့ အစိုးရတရဖြစ်လာဖို့လည်းလိုအပ်ပါတယ်အဲ့ဒီအတွက်ကိုလည်းအကောင်းဆုံးဖြစ်လာနိုင်အောင် ကြိုးစားကြရမှာပေါ့လေအဲ့ဒီအတွက်တိုင်းပြည်ရဲ့လိုအပ်ချက်ကိုတကယ်ဖြည့်ဆည်းပေးနိုင်သောเนาะဟိုအစိုးရတည်းတခုဖြစ်ပေါ်လာမယ်လို့ကျွန်မလည်းမျှော်လင့်ပါတယ်ရှင့်အခုလိုလာရောက်ဆွေးနွေးပေးတဲ့ဆရာမကြီးဒေါ်နန့်ခင်အေးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ကျွန်တော်တို့ရဲ့ဆွေးနွေးမှုအစီအစဉ်ကိုတော့ဒီလောက်နဲ့ပဲညံနာပါမယ်ဒါမဲ့ဒီလိုမျိုးမညံနာခင်မှာဆရာမကြီးကလည်းကရင်လူမျိုးဒီကုဏ္ဏ စာပေတို့ဘာတို့အတွက်ပြောထားတဲ့အတွက်ကြောင့်နောက်ဆုံးအပိတ်နှုတ်ခွန်းဆက်စကားလေးကိုကရင်လိုလေးနဲ့နှုတ်ဆက်ပေးပါခင်ဗျာအောင်ဆောင်အောင်ကလိုင်းကိုပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ thank you